င်္ဂလာပါရှင်။မြတ်တန်ရှင် channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ခြေရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။အခုတခါတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူမောင်စနေရေးသားထားတယ်။မောင်စနေနဲ့ပဋ္ဌံပွဲဆိုတဲ့ပရလောကဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါရဲ့ရှင်။ပဋ္ဌံပွဲကြောက်လေကိုရင်ထွက်ပြီ တရီဇော်တိကောင်ကြောင့်ကိုပြက်ရောက်နေပြီ။ကြောင်ပြန်ရောက်တာနဲ့အညိုတကျင်းနဲ့ခိုင်းတဲ့ဘိုးကကြောင်ကျုပ်တောင်တင်းမြောက်တွေအောင်မလုံနိုင်ပါဘူးဗျာ။စနေရီကြောင်ရှိကရေမြောင်လေးဖောကြရအောင်ကွာ။ကိုရင်လေးပါခေါ်ထားလိုက်ပါ။သူတို့စအံ့နေရဲ့။လာလာမင်းနဲ့ငါပဲလှုပ်လိုက်ကြရအောင်။ဒါကောဘိုးကလူကြောင်ကောင်ပြောတဲ့စကား။တကယ်တမ်းနင်လားငါလားအလုပ်လုပ်ကြပြီဆိုသူကမြညီနီပေါင်းတောင်းချောက်တောင်မကောက်ညီးပြီပြော။စနေရီ အသက်ကြီးလာမကောင်းဘူးဟာခါမကောင်းအမောကလည်းမခံနိုင်လေတို့ရင်တော့ရိုင်းကျင်နေပြီကွာနေနေဖို့ကထိုင်နေကျုပ်ပဲလှုပ်လိုက်မယ်ရပါတယ်ကွာမင်းရလေအထမ်းတဲ့အဆွဲရလေးနေမှာဆိုရဲထိုင်နေပါဗျာသူမလှုပ်နိုင်တာကိုပြောပြနေနေတော့ကျုပ်ကနားခိုင်းရတာပေါ့တကယ်လည်းအသက်ကြီးပါပြီကျုပ်လေဘိုးကကိုစိတ်ရင်းနဲ့အလုံးမလုံးစီကျင်တော့ပါဦးကျောင်းနဲ့ဘိုးကတောင်းတဲ့ရှင်လှုပ်နေတော့ကိုရင်လေးနှစ်ပါးကြွလာတယ် ပြီးတော့ဖုန်းကြီးခေါ်ခိုင်းနေဆိုလို့တွားလိုက်ရပေါ့ဗျာဖုန်းကြီးကတရားဝဲရှိလို့အောက်ပြီးအောက်ရပဲကြွအောင်မေတပတ်တမမဟုတ်နှစ်ပတ်လောက်တော့ကြာမေအဲ့တော့ကျောင်းမှာကောင်းကောင်းမွန်မွန်နေခဲ့ကြကြာလာတဲမဗျာစိတ်ချပါတပတ်တော့ရှိရင်အကုန်လုံးအဆင်ပြေပါတယ်ဗျာဆက်နေနေ့ကိုပဲစိတ်ပူတာဟဲ့တခြားသူတွေကကိစ္စမရှိဘူးနေတယောက်တည်းကိုပဲခေါ်ပြောနေတာကြာလာဖုန်းကြီးကအဲ့လိုမေနော်ကျုပ်ဘလို့ပြန်လျှောက်ရမယ်မသိပါဘူးဗျာ တန်တဲ့သူတွေကတော့ပြုံးဆဆနဲ့ပေါ့အဲ့လိုနဲ့ဖုန်ကြီးကမိစာရှာတွေမိန်ပြီးပြီဆိုတော့ကျုပ်တို့လည်းကျောင်းအကိုပြန်ဆင်းလာခဲ့တယ်။အောက်ရောက်တော့ကျောင်းမှာအသက်အကြီးဆုံးဖြစ်တဲ့ဘိုးကကကျုပ်တို့ကိုတဖန်ပြန်ပြီးတော့ဆုံးမစကားပြောတာပေါ့ဗျာ။ကဲကိုရင်နှစ်ပါးနဲ့စနေဇောင်းထဲမှာခဏတိုင်ကြတပည့်တော်ဩဝါဒပေးပြရစီအမေကိုရင်တွေကိုသူကဩဝါဒပေးမယ်ဆိုပဲဗျာကျုပ်တို့လည်းအသက်ကြီးရဲ့ဘိုးကစကားနားထောင်ရတာပေါ့ဘိုးကကဖုန်ကြီးခီးထွက်မယ်ဆိုတော့ ။ကျောင်းကဖြစ်လာတဲ့မြအရာအလုံးသူ့ကောင်ပေါ်ရောက်လာပြီလေ။သူကျောက်တော့ကိုဆုံးမစကားပြောလဲမလုံးပါဘူး။ဘူကကဝါလက်စာကွန်းကိုထွေးတော့ပြီးချောင်းတစ်ချက်ဟန့်နေပြ။ပြီးတော့ခက်တီတီနဲ့စကားဆိုရင်။စနေမင်းဟာကျောင်းကတစ်ပင်တွေကိုတေချာခရုဆက်ရမယ်။ရေလိုတဲ့အပင်တွေကိုရေတေချာလောင်းကြလာ။ပြီးတော့စွန့်ကန်လိုက်ရင်လေတီတီတက်တက်နဲ့နောက်ကလိုက်။ဖုံကြီးမပါဘူးဆိုပြီးပောက်ကရလို့လို့မရဘူးနော်။မင်းတို့ရဲ့လောက်ရက်ကတို့ကြောင့်ထိတ်ကန်နိုင်နေကြလား။ ဟုတ်ကဲ့ဘုကာကိုရင်နဲ့ပါအရှင်ဘုရားကိုလည်းစွန့်ခံရင်ဖုံးစည်းနဲ့သွားတယ်လို့ပဲကြွနော်စနေကိုလည်းကြည့်ပြောအောင်စိတ်ချပါဘုကာကိုရင်တို့သိပါတယ်ဘုကာဖုံးစည်းပေးတဲ့ဩဝါဒထဲမနေတဲ့ဩဝါဒတွေကိုမေ့ကြပေးနော်ကဲကဲကဲကိုလှုပ်ရှားရှားလှုပ်ကြဘုကာကခက်တိတိပြန်ပြောပြီးကျုပ်လက်ကိုဆွဲထားတယ်ဗျကျုပ်လည်းဘာတော့ပေါ့ကိုရင်နှစ်ပါးခက်ဝဝေရောက်သွားမှဘုကာအတန်ခက်အောင်နေမင်းရလေ မင်းနဲ့ငါအလောက်ကကြားထုတ်တာလေကွာတွတ်တွတ်ကြားကုန်သွားယူဘိုးကကခက်တတီနဲ့ပြောတော့ကျော်လေကြားကုန်သွားယူပြီးဇောင်းထဲမှာကြားထုတ်နေရဇောင်းထဲမှာကြားထုတ်နေကြပါဗျာဖုန်ကြီးခရီးထွက်သွားပြီးကျောင်းမှာကျုပ်ဘိုးကနဲ့ကိုရင်နှစ်ပါးပဲကြံခဲ့တယ်ဘိုးကကအသက်အကြီးဆုံးဆိုတော့ဘိုးကရဲ့စကားကိုနားထောင်ပြီးနေရတာပေါ့ဖုန်ကြီးရှင်နိုးကြောင်လို့တဲ့ကျုံနဲ့ကိုရင်နှစ်ပါးကိုဟုံးစီခီးသွားတော့ဘိုးကမနဲ့အစောဆို ကျောက်တို့ကိုနှိုးရတဲ့အလုပ်တခုတိုးသွားပေါ့ဗျာစနေထဆန်းကစွန့်ငံသွားရမယ်ဟဲ့ကောင်ထအင်းမဘုကရနိုးနေပါပြီဗျာအေးပြေးရပဲလေကိုရင်နှစ်ပါးကိုတွန်းနှုတ်လိုက်အောင်မယ်ဘုကကတော့ကျောက်ကိုနှိုးပြရနဲ့ထွက်သွားတယ်ကျောက်လည်းမလန်းမဆန်းနဲ့အိယာကထပြီးမျက်နှာတည်းသွားတက်လိုက်တယ်အဲ့ဒါတော့အိတ်ချင်းစိတ်ကမပြေသေးဘူးပြောဒါပေမဲ့စွန့်ခံလိုက်ရအောင်ပါမလားကျောက်လည်းစွန်းစားကြောင်းတွေကစိုးဟင်းကြိုင်ကြီးကိုဆွဲပြီးကျောင်းရှိဆောင်တဲမှာ ကိုရင်နှစ်ပါးကိုထိုင်ဆောင်နေလိုက်တယ်။သိမ့်မကြပါဘူး။ကိုရင်နှစ်ပါးလဲသပိတ်တွေပိုက်ပြီးတော့ကြွလာတယ်။မနဲ့လေးနိုင်ပြီးတော့ညတာရှိရဲ့လှဆိုတော့အမောင်းကကြံနေသေးရပါဗျာ။ကိုရင်နှစ်ပါးတန်းစီရက်လိုက်တဲ့အချိန်ကျကျွန်တော်လဲသူ့နဲ့တန်းပြီးရက်လိုက်တာပေါ့။ပြီးတော့သူ့တို့တွေရက်ွက်ထဲစွန်းငင်ကြွတာပေါ့။သွားမယ်ရက်ွက်ကဝေးတော့ဆော့ဆော့သွားရတယ်ဗျို့။အဲ့လိုနဲ့ကိုရင်နှစ်ပါးနဲ့ဖုန်ကြီးចောင်းတာကျုပ်တို့စွန့်ငင်ကြပါဗျာ။ចောင်းကနေထွက်လာလိုက်တာ အတော်လန်လန်ကိုရောက်လာပြီဗျ။အာယုံလေးတော့တက်လာပြီ။အဲ့ချင်းရှေးဦးအာယုံဆက်နေတဲ့ကျုပ်ကိုတယောက်ကပခုံးကိုပုတ်တယ်ဗျ။ကျုံလေးဘိုးကနောက်ကလိုက်လာတဲ့ထင်ပြီးနောက်ကိုပြန်နေသေးရဲ့။ဘသူမှမရှိပါဘူး။အဲ့ဒါနဲ့ရှေးရကြွနေရဲ့။ကိုရင်နှစ်ပါးနေနည်းနည်းကွာသွားရဲ့ဆိုပါတော့ကျုံလေးရက်ပြီးတော့နောက်ကိုလှည့်ကြည့်နေရကနေဘသူမှမရှိရော။ကိုရင်လေးပဲနောက်ကိုခက်တက်တလေးလိုက်ရတာပေါ့။မကြပါဘူး။ပခုံးကိုနောက်တစ်ခါထပ်လာပုတ်ပြန်ရော။ကျုံလေးပြန်လှည့်ကြည့်မိပြန်ရော။ ဘာမှမရှိပါဘူး။အင်းတရေတော့ချောင်းနေပြီထင်တယ်လို့တွေးပြီးကိုရင်လေးတို့ကိုအမိလိုက်မယ်ကျန်တော့ကျုပ်ပခုံးကိုပုံနေမဟုတ်ဘူးဆွဲပါထားပြီပြော။အဲ့တော့ကျုပ်လည်းလမ်းပြန်ပြီးတော့နောက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်ရပါတော့။အဲ့ဒီမှာကျုပ်မြင်လိုက်ရတာကအသက်ကြီးကြီးလူကြီးတယောက်ပြ။မစိုးကိုကောင်းမှပေါင်းထားတယ်။ပုံစံကလူပုံစံမို့ကျုပ်လည်းတပြင်းချပြီးအဲ့လူကြီးကိုအပြစ်တင်တာပေါ့ဗျာ။ဦးကြီးကလည်းဗျာလှန့်လိုက်တာ။မိုးကမလင်းသေးပါဘူးဆို။အတန်လေးပါလေပေးမှာပေါ့။ ပေးမလို့ပါပဲကွယ်။ဒါနဲ့ဆရာတော်မကြွဘူးလား။ဟုတ်တယ်။ဖုန်ကြီးကအောက်ပြီးအောက်ရောက်ကိုသွားတယ်။ဟောဟုတ်လား။ကဲကဲသွားသွား။ကိုရင်လေးဝင်နေတောင်လှမ်းနေပြီ။ဟုတ်ကဲ့ဟုတ်ကဲ့ကျုပ်သွားပြီဦးကြီးရဲ့။ကျော်လဲပကောင်းပေါ်ပြီးခေါ်တဲ့ဦးကြီးကိုထားခဲ့ပြီးကိုရင်လေးဝင်နောက်ကိုအပြေးလိုက်ရတော့တာပေါ့။ခဏနေရောနောက်ပြန်လှည့်ကြည့်ခြင်းစိပောက်တာနဲ့ပြန်လှည့်ကြည့်လိုက်တော့ခုနကကျုပ်နဲ့စကားပြောရင်လူကြီးကလမ်းမေးကကုတ်ကိုပင်ကြီးဘွားကိုကန့်လန့်ပြက်ကြီးတက်သွားတယ်ဗျာ။ အဲ့ကြမှာကျုံလေးတက်သေးတွေပါပြီးထပြီးကိုရင်လေးတွေကိုမိအောင်ဒုံဆိုင်ပြီးပြေးရတာပေါ့ကျော်အသေးတန်ပြေးလာတော့ကိုရင်လေးနှစ်ပါးကကျုံချေတန်ကြလို့ထင်နေနောက်ပြန်လှည့်ကြည့်ပြီးမိတ်နေကိုစနေဘာတွေဖြစ်နေရလဲတပည့်တော်ကိုတရေချောက်လို့ပါဗျာကိုစနေကတော့လေတေဘိဇောတိကောင်မှနေပြီးတရေကြောင့်နေရလို့ကိုရင်နှစ်ပါးကကျုပ်ကိုတလှည့်စီဆိုပြီးဆက်ဆုံးငင်ကြပါဗျာကျုပ်ဖြင့်သူတို့နောက်ကနေကုတ်ကုတ်လေးလိုက်ရတယ်ဖုန်ကြီးနဲ့ဇွန်ကန်ထွက်တုံးကတော့ တို့လောက်မကြောက်ရဘူးလို့တွင်းညင်မိရပေါ့ဗျာ။တနေ့သောအချိန်မှာပေါ့ကျုပ်ဆောင်နှန်းကခုံလေးကိုအဝိစုံနဲ့တုံနေရဘိုးကမရှိဘူးဗျာရက်ွက်ထဲထွက်ပြီးတော့ကွန်းသားဝဲတယ်ကိုရင်လေးတွေကလည်းသူ့ចောင်းဆောင်မှာစာအန်ရည်ထင်မှအဲ့ဒီအချိန်မှာចောင်းဝိုင်းတဲ့ကိုလူတယောက်ဝင်လာတယ်လူပုံစံကခက်တဲ့တန်ပဲသူကကျုပ်စီကိုပဲတက်တက်လာတယ်ပြီးတော့အတန်ခက်အင်းနဲ့စကားဆိုတယ်ငါတို့ဆရာတော်ရှိလားမရှိဘူးဗျာចောင်းမှာတခြားတန်ကရှိသေးလားငါတို့ ကိုရင်းလေးနှစ်ပါတော့ရှိရယ်။ဦးလေးကအသက်မဆက်ပထိုင်းဖို့လာပင့်တာ။ဖုန်းကြီးကတော့မရှိဘူးဗျ။ဦးလေးကကိုယ့်အိမ်မှာတရက်လောက်လေးပဲယူချင်တာ။ပထိုင်းယူတတ်တဲ့တန်ခါရှိရင်ပြင်ကျင်တယ်ကွယ်။တခြားအသည့်တွေလည်းမရှိတော့အခက်တာ။ကျုပ်အဲ့ဒီဦးလေးကိုတေချာအကဲခတ်လိုက်တယ်။တကယ်ကိုတနာစရာပါဗျာ။သူ့မှာစေနာတရားကအပြည့်ပဲ။သူလို့ချင်တာလေးမလုပ်ရလို့စိတ်ညစ်သွားတော့ကျုပ်လည်းအတော့ကိုစိတ်မကောင်းဖြစ်သွားတယ်။အဲ့တော့တနိုင်သလားကုညီမဲလို့တွေးလိုက်ပြီးတော့ ကျောက်ကူကြီးနှမ်းတော့တဲ့အတိုင်းတာကိုသူ့ကိုပြောလိုက်တယ်။ဟုတ်လေ။ကျောက်တို့အကြောင်းမှာတော့ကိုရင်လေးနှစ်ပါးပဲရှိရဲ့။သူတို့ကစာဝါတက်နေတာပထန်းတော့ကျွမ်းကျင်ကျင်ရွတ်တက်နေပါပြီ။တကယ်လို့သူတို့နဲ့အဆင်မပြေဘူးဆိုရင်လေတခြားအကြောင်းတွေကိုသွားပြင်မလား။ကျုပ်လိုက်ဖို့ပြင်မယ်။ရတယ်။ကိုရင်လေးတွေကြောက်မယ်ဆိုရင်လေကိုရင်လေးတွေကိုပဲပြင်ပါမယ်။အဲ့ဒါဆိုခဏစကျုပ်သွားရှောက်အောင်မယ်။ကျုပ်လည်းဧည့်သည်ဦးလေးကိုဇောင်းထဲမှာထိုင်ခိုင်းလိုက်ပြီးကိုရင်လေးတွေအကြောင်းဆောင်စီကိုသွားလိုက်တာပေါ့။ ကိုရင်လေးတွေကတိုက်တိုက်ဆဆိုင်ပဋ္ဌံတွေပြန်ရွနေရဲ့ဗျ။ကျုံလဲဟန်ပြီးဆိုပြီးတော့တကာတက်ကပဋ္ဌံရုပ်ကိုလာပိနေဆိုတာရှောက်လိုက်တာပေါ့။ကိုရင်ဖေဟာတကာတက်ကသူ့အိမ်မှာပဋ္ဌံရုပ်ချင်တိုးတယ်။အဲ့ဒါကိုရင်တို့ကိုလာပိနေတယ်။ဖြစ်မှမလားကိုစနေ။သူတို့ကအပြင်တွေလိုက်ဖူးတာမဟုတ်ဘူး။ဖြစ်လောက်ပါတယ်။သူကတခြားကြောင့်နေမပင့်ကျင်ဘူးတဲ့။တပည့်တော်လဲကိုရင်တို့နဲ့လိုက်ခဲ့မှာကိုဘာမှစိတ်ပူစရာမလိုပါဘူး။ကျုပ်တော်တော်ဆွဲလိုက်ရတယ်ဗျာ။ ကြော့အစဲကောင်းတာနဲ့ကိုရင်လေးတွေလည်းကြော့မယ်ဖြစ်ကုန်ရောအဲ့ဒီတော့ကျုံလည်းအားရဝမ်းတာနဲ့စောင်းထဲမှာစောင့်နေဦးလေးကိုအစဉ်ပြေကြောင်းနဲ့ကြွာရမယ်နေရကိုမေးထားလိုက်တာပေါ့ပထမ်းလာပင်နဲ့ဦးလေးကတော့အတော်ပြော်သွားတာပြောကျုပ်တောင်သူ့အပြော်တွေကူးပါတယ်ဗျာဦးလေးကအကြောင်းတွေကပြင်မထွက်ခင်တော်တော်မှနေလို့စိတ်ချဖို့ကျုပ်တီချပြောလိုက်ရတယ်သူထွက်သွားပြီမကြောက်ဘိုးကအကြောင်းတွေကိုဝင်လာတယ်ပြီးတော့ကိုရင်နှစ်ပါးကိုလာပင်နဲ့သူမေးတယ်ဗျာစနေ ခုနကအကြောင်းလေးကထွက်လာတာဘသူတော့ဩပထန်းတွေလာပြင်တာဘိုးကပြင်ပုံလေးရွာကဥတည်အောင်နဲ့တိလာကြည်လားစနေရတိရပေါ်ဘိုးကရကျောင်းနဲ့ကိုရင်နဲ့ပါသူ့အိမ်ကိုသွားပြီးတော့ပထန်းညွတ်ပေးရမှာဟဲ့ကောင်မင်းတကယ်ပြောနေရလားတကယ်ပေါ်ဘိုးကရကိုရင်လေးတွေကိုတော့ဖြောက်ပေးပြီဟုတ်မှလည်းလုံအောင်တော့ငါကောင်မင်းပြက်တနာတက်နေအောင်ပဲကောင်းတာလုပ်တာပဲဗျာဘဲကသာပြက်တနာကတက်မှာလေဗျဘိုးကတားမလို့လား မတားရဲပါဘူးဗျာမင်းတို့တဘောဘိုးကကခက်ရွယ်လေးပြောပြီးခက်သွားတယ်ဗျာကျုံလေကိုရင်လေးပဲစီသွားပြီးမြိတ်လေပထန်းဘွဲသွားဖို့ကိုကြိုတင်ပြင်ဆင်လိုက်ကြပါရစေနေစွန်းစားပြီးတဲ့ကကျုံနဲ့ကိုရင်လေးနှစ်ပါးဖင်တကြကြဖြစ်နေပြီပထန်းရုပ်ဖို့သွားကျင်နေပြီကိုဘိုးကကခန္ဓာနေဦးဆိုတာနဲ့ကျုပ်တို့လေဇောင်းထဲမှာစောင့်နေရတာပေါ့မကြပါဘူးဘိုးကရောက်လာတယ်ဗျာလက်ထဲမှာလေစာအုပ်တုံးနေပြီးတော့စာအုပ်ကို ကျုပ်စီအရင်ပြပြဖက်ခိုင်းနေအဲ့ စာထဲမှာအခုသွားတာသူနဲ့မဆိုင်ကြောင်းပြဿနာတက်ခဲ့ပါကသူနဲ့မဆိုင်ကြောင်းပေါ့ဗျာပြီးတော့လက်မှတ်တောင်ထိုးခိုင်းသေးရကျောင်းလဲသူထိုးခိုင်းတဲ့နေရာမှာထိုးပေးလိုက်တယ်ကိုရင်နှစ်ပါးကိုလည်းအလွတ်မပေးဘူးဗျာလက်မှတ်ထိုးခိုင်းသေးတာပြီးတော့သူကပြောသေးတယ်စိတ်မခုကြနဲ့ဒီလိုလုံးဝဖြစ်မှာမလို့လှုပ်ရတာဖုန်ကြီးကတခုခုဆိုငါပဲဆိုမှာအခုကိစ္စငါနဲ့မဆိုင်ဘူးဆိုတာတက်ရောက်တက်တက်ယူထားတာဟုတ်ပါပြီဘိုးကရာတို့တို့သွားလို့ရပြီလားအေးရပြီမိုးလေးမှပြန်လာမှာလား ဟုတ်တယ်။လာပိတ်နာအသံမစဲဆိုတော့မိုးလိမ့်မယ်။ကျုပ်ပါဝင်ရွတ်ပါလေ။လုံးချင်တယ်လို့လှုပ်ပြ။အဲ့ဒါမင်းအပိုင်းသွားကြတော့ဘိုးကောင်ကြီးရတာကျုပ်ကမယုံသလိုပဲ။ယုံပါတယ်ဗျာ၊ယုံပါတယ်။ဘိုးကောင်ယုံနာကြီးကလည်းဗျာအသက်မပါလိုက်တာ။ကဲကဲကဲစကားများမနေနဲ့။သွားကြရှီကသွားကြတော့ဘိုးကကကျုပ်တို့ကိုကြောင်းပြင်လိုက်ပို့ပေးတယ်။ပြီးတော့သူကကျုပ်တို့အပြင်ရောက်တာနဲ့ကြောင်းတကားကိုပိတ်လိုက်တယ်ဗျာ။ကျုပ်တို့လည်းနောက်ကိုပြန်လဲမကြည့်ပဲ။ တင်ပုံလေးရွာကိုခက်မမြန်ကြွသွားကြတာပေါ့တုတ်တုတ်ကိုလာပင့်သွားတဲ့ဦးတယောင်ပြပြတဲ့လမ်းအတိုင်းသွားတာအတော့ကိုသွားလိုက်ရတယ်ဗျာကိုရင်တပားဆိုပထန်ရွချင်လို့သာသွားတာမျက်နှာမှာချွေးတွေစုလို့ပေါ့ဗျာပြီးတော့လေကျုပ်ကိုတွတ်တွတ်မေးရဲ့ဗျာကိုစနေခမည်းပြောတဲ့ရွာကမရောက်သေးဘူးလားဗျာရောက်တော့မယ်ထင်ပါတယ်ဗျာခမည်းရောက်တော့မယ်ကတော်တော်ကြနေပြီတပည့်တော်လည်းတခါမှမရောက်ဘူးလားကာလန်ဘေးကတွဲတွေ့ခြင်းထဲလန့်အတိုင်းလားဆိုလို့သာလာရတာ လဲကြုံရှိတာကိုလည်းကိုရင်တို့မှမသိတာသူတို့တောင်မှပင်ပင်မမန်နွားလဲကြီးကိုယုံနေရတာမသိရပါဘူးအရေးလေးကောင်းရင်လည်းခဏနားကြရအောင်ကိုစနေတင်မနေကအတော့ဘူးရဲ့ဗျလေစွန်းစားပြီးတိတ်မကြအောင်ထွက်လာလားဆိုတော့လေပူကောင်းကျင်ကြီးတွေဗျပူတာပေါ့တို့တို့လေသွားကျင်စိတ်တွေများနေတော့ပူတော့ဘုံမမသိပါဘူးဗျာတတော်လေးမောလာမှာတိတ်လာရတာအဲ့ဒါကြောင့်လမ်းဘေးကရုံးမြင့်ကြီးအောက်မှာထိုင်နားကြတာပေါ့တို့တို့လည်းခဏနားပြီးတော့ ပြန်သွားဖို့လုပ်နေတော့နောက်တယ်လက်တစီထက်ရောက်လာတယ်။လဲသမားကအတော်သဘောထားပြေဝပုံပဲ။ကိုရင်လေးနှစ်ပါးကိုမြင်တာနဲ့တမ်းပြီးစကားလှမ်းဆိုတယ်။ကိုရင်တို့ဘယ်ကြောက်မှလဲဖေယား။ပြင်ပုံလေးရွာကိုကြောက်မှာပါ။ဩအလူကိုသွားမှတင်နေတပည့်တော်လည်းနဲ့လိုက်ပို့မယ်ဖေယား။ရပါတယ်တကကြီး။ကိုရင်တို့ပုံကြီးကလှဲမစီရဘူးလို့မိန်ထားဘူးလို့ပါ။ကောင်းပါတယ်ဖေယား။အဲ့ဒါဆိုတပည့်တော်သွားလိုက်ပါအောင်မယ်။ရှေ့ရှာဘောဇက်ကိုင်းမင်းကြီးရှိရမလို့နေသိမ့်ပို့တော့ပါဖေယား။ လဲသမားကကိုရင်လေးဝင်နေကျုပ်ကိုနှုတ်ဆက်ပြီးတော့မောင်းသွားတယ်။ကျုပ်တို့ကတော့ပြင်းထန်ပြင်းထွက်လမ်းလျှောက်နေတာပေါ့။ဟုတ်တယ်ဗျာလဲသမားပြောတဲ့အတိုင်းပဲသိမ့်မကြဘူး။လမ်းပေးဝဲရမှာဘောစကိုင်းပင်တွေအများသားပြို့အသေးပေသိနေရလေခဲနေရပဲ။ကျုပ်လည်းအသေးပေခုပြီးအခွန်ခွာစားလိုက်အယိုးကိုချိုးပြီးအကြောလေးတွေကိုဝါလိုက်နဲ့လှုပ်ရင်းလမ်းလျှောက်လာတာမကြောက်ဗျာ။ရိုးချောင်းတရားကျော်မှာရွာတရွာကိုတွေ့တာပဲ။ကျုပ်သိလိုက်ပြီ။အဲ့ဒါပြင်ပုံရွာပဲ။ ကျတို့လည်းအာရဝမ်းသာနေရွေးတရားလေးကိုကူးမယ်လို့တရားအောင်နာမှာလူတယောက်တက်လာတယ်ဗျအဲ့ဒီလူကတော့အိုးတင်အောင်လေသူ့ဟာကျတို့ကိုမြင်တော့အာရဝမ်းသာရတယ်ကိုရင်လေးတို့ရောက်လာပြီလားဗျာရောက်ပြီဗောတကားကြီးရဲ့တပည့်တော်အိမ်ကရွာထဲမှာမဟုတ်ဘူးဗျာတပည့်တော်နောက်ကလိုက်ခဲ့ပါဗျာအဲ့ဒီလူနဲ့အိုးတင်အောင်က ရှေ့ကနေသွားတယ်ဗျာသူ့အိမ်ကရွာပြင်ခက်လန်းလန်းမှာဗျို့ရွာတော့လမ်းမြင်ရတယ်ကျွက်တင်တောင်ရွက်ထဲမှာအိမ်ဆောက်ထားတာဗျာ ခြံကြီးဆိုကြကြခတ်ထားတာခြံထဲမှာစပယ်ကြီးတွေထော်လာကြီးတွေတောင်ရှိတာနော်ပေါ်လို့တော့မရအောင်ထော်လာကြီးဆိုတော်ရုံလုံးပိုင်တာမဟုတ်ဘူးဗျာပြီးတော့မီးစက်ပါရှိရဗျာကျတို့အိမ်ဝိုင်းတဲရောက်တော့အိမ်ကိုမော့ကြည့်လိုက်တာအိမ်ကောင်မိုးမှာလော်သုံးလုံးကိုရွာပဲလှည့်ထားတာကျော့အထင်အတန်ချက်စလေငှားထတင်နေတော်တော်ကြီးကြီးကျေပါဗျာခက်တာကလူတွေတောင်မှမရှိဘူးတက်ရှိဆိုလို့အင်ရှင်ဦးတင်အောင်ရဲ့အတန်ချက်ဆက်ဆရာရဲ့ကျုံနေကိုရင်နှစ်ပါးရဲ့ဒါပဲရှိအောင် ျုပ်တို့ကိုဦးတယောင်ကအိမ်ပေါ်ကအိမ်ဦးကမှာနေရာချပီးရဲ့ဗျ။ကျုပ်ကတော့ကိုရင်နှစ်ပါးကို မိုက်ခွဲရှိမှထားလိုက်တယ်။မိုက်ခွဲဆိုတကယ်ကိုအကောင်းစားဖြစ်တယ်ဗျ။ငေါတို့မိုက်ခွဲတယ်။ခဏနေရောဦးတယောင်ကကိုရင်နေပြီကိုအချွေရက်တယ်။ကျုပ်ကလည်းတိုက်တာပေါ့လေ။အချွေကနိုင်ငံသားဖြစ်ထင်တယ်ဗျ။တောက်လို့တော့ကောင်းတယ်။ဒါပေမဲ့တခါတည်းမောတောက်လို့မရဘူး။ကိုရင်နှစ်ပါးဆိုတောက်ပြီးတော့တကိကိနဲ့ဖြစ်နေတာ။အရှင်ဦးတယောင်ကအတော်သဘောကောင်းပါတယ်။မကြောက်ဘူးကိုရင်နှစ်ပါးကို ဂျင်းတုံထက်ကတ်တယ်ကျောက်တော့ကိုရင်တွေကဝင်းနီအလေးထတာဆိုတော့မစားဗျာအဲ့ဒါကိုဦးတင်ရောက်ကအတော်သဘောကျနေရပြုခြေလေခြေကျုပ်နေသေးတယ်တန်ကဆိုတာဒီလိုဖြစ်ရမှာဇေယကောင်းတော့ပန်ကောင်းပန်ရပြီပေါ့လေကျောက်ကိုရင်တွေကလည်းအတော်ကိုအိမ်တွေရှိတာဗျာတကယ်ကိုကြည်ညိုစရာကောင်းနေရပါကျောက်ဖြင့်ကိုရင်တပားကိုခဏခဏကုံဦးချနေမိလို့သူတို့ကအတန်ခဲအောင်နဲ့တားနေတယ်။ကိုစနေဘာလို့ဦးချနေရလဲဗျ။တုံးချီဆိုတော့ပြီပေါ့ ကြည်ညိုလုံးလို့ပါဗျာဟာရပြီရပြီကျုပ်လည်းအင်းဦးကန်းကနေထပြီးအင်းရောက်ကိုဆင်းလိုက်ပြီးတော့အင်းရောက်ကအတန်ချက်ဆက်ဆရာနာသွားပြီးနည်းနည်းပါးပါးဆက်စုနေလိုက်တာပေါ့အကိုကြီးဘဲကလာရတယ်ဗျတောင်သုံးလုံးကလေတောင်သုံးလုံးပေါက်ကြီးဆက်ဆိုတာအကိုဘောကဆက်စရာကခက်ကြကြလေးစကားဆိုရယ်အမှန်တိုင်းပြောရရင်သူ့ဆက်နာမည်ကိုမကြဘူးပါဒါပေမဲ့စိတ်ချမ်းသာပါစေဆိုတဲ့သဘောနဲ့နည်းနည်းအလိုက်ထိုင်ပြီးပြန်ပြောရတာပေါ့ဟုတ်လား တော်ကောင်းတဲ့ဆက်ပဲဗျဒီနေ့အကောင်းဆုံးအခြေစုံဖွင့်ပြမယ်မိုက်ခွက်တွေဆိုအကောကအကောင်းဆုံးနေမဲ့သုံးတာလေဒီဆက်ထောင်းလိုက်တာလဲရေရှားရေလဲအကုန်ကုန်ပြီဗျာပို့တွေးမှာမဟုတ်ဘူးလားဗျာတိုးတာကမတိုးသေးပါဘူးဒီဆက်တွေမိုက်တွေလော်ရီဝဲတာအကောလဲရေရှားရေရောင်းပြီးဝဲတာလေခဏလေးနဲ့အဲ့ဒီလဲရေရှားရေပြန်ဝင်နေမှာပါဗျာအကောကတော့အဲ့ဒါတွေကောင်းနေမထက်ဘူးဆက်ဖွင့်ရရင်ကိုပြော့နေတာကြောက်တွေးမှုတယ်ဒီဆက်ဆရာလဲ ကျုပ်တို့လိုပဋ္ဌာန်းတအားရွတ်ခြင်းလိုလာတယ်လို့သူလည်းစက်တားဖွင့်ခြင်းလိုလိုက်ခဲ့တယ်ဆိုတာကိုပေါ့ဗျာနေဝင်မိုးချုံစာခြင်းကိုရှောက်ပြီဗျာဦးတယောင်ကတော့ကျုံနဲ့ဆက်ချာကိုထမင်းတွေးတယ်ဟင်းတွေဆိုအဆုံပါပဲဗျာကိုရင်လေးတွေကိုလည်းအေးအေးကတ်တယ်ဗျာအတော့ကိုစေနာထက်တဲ့ဦးတယောင်ပါဗျာအဲ့လိုနဲ့မိုးလဲချုပ်ရောဦးတယောင်က မီးဆက်နှုတ်ပေးတယ်ဗျို့သူ့အိမ်မှာမီးတွေဆိုလင်းတင်နေတာပဲမီးဆက်ကခက်ဝဲဝဲမှာဆိုတော့ဆက်တန်ကတိတ်တော့မစိုးပါဘူး ကျုပ်လည်းဆက်စရာသူ့ဆက်ကောင်းကြောင်ကြွားနေရကိုနားထောင်နေရတာပေါ့။ငါညီအကိုဆက်ဘလောက်ကောင်းဆို။ဟိုတလောကလူတယောက်စိတ်ုံတရလို့အကိုစေးဖို့စိတ်ပေးလိုက်ရတယ်ကွာ။ကျုပ်မရှင်ဘူးဘာပြောတာလဲ။ငါဆက်ကတအားအော်တာလေ။အဲ့လူငါဆက်တန်ကိုကြည့်ပြီးလက်မိတတိလက်သွားတာဆိုလား။ငါတာဝန်ယူလိုက်ရသေးရဲ့။ဆက်ကောင်းတော့ဆက်ဒုက္ခပေးရတယ်တော့ခဲမှာပေါ့။အော်အဲ့လိုလား။တော်တော်ကောင်းတဲ့ဆက်ပဲဗျာ။ဒါငါပေါ့စရီမတက်လာခဲ့တည်ဦးနော်။ မလုပ်ဘူးဆိုလို့လော်ပဲယူလာတာနေပေါင်းဖောက်ဆာကဗားလေဗျငါညီကလည်းညှက်လိုက်တာကွာစောင်းဖောက်ဆာလေကွာဩတိပီတိပီအေးငါဖောက်ဆာရှိကျမတကောင်ကိုခြထားကြည့်အတန်အော်တာမခံနိုင်လို့တန်းဥခြတာကွာကောင်းလိုက်တာဗျကျုပ်ကြမွေးရင်ခမရဖောက်ဆာကြီးငှားရမယ်အမြဲတမ်းဥရအောင်လို့မင်းတို့နောက်နေရမဟုတ်ဘူးတကယ်ပြောတာကွာကျုပ်လည်းတကယ်ပြောတာပါတော်စံကွာမင်းကမယုံဘူးဆိုတာငါသိရဲ့ 50ဖလောက်ကောင်းကြမင်းမကြခင်သိလာမှာပါကွာကျုပ်စကားကိုဆက်စရာကစိတ်ခုသွားတယ်ဗျသူ့ဆက်ဖလောက်ကောင်းတယ်ဆိုတာလက်တွေသိစေရမယ်လို့ပဲကျိန်နေတယ်ကြပါဦးဗျကျုပ်တို့နာကိုဦးတယောင်ရောက်လာတယ်ပြီးတော့ဆက်စရာကို စကားဆိုတယ်ဗျဆက်စရာပေါ့ကြီးဆက်လေးပါလေးဆန်းလို့ရပြီနော်စိတ်ချကျုပ်အခုဆန်းလိုက်မယ်ဆက်စာဖွင့်လိုက်တာနဲ့អော်လိုက်တာဗျကျုပ်ပြင်နာညီးသွားတယ်ဒကြီးကြီးနဲ့လေအဲ့တော့ဆက်စရာကကျုပ်ကိုကြည့်ပြီး မိုက်ခွဲအတန်များနေရဒီလိုလေးလျှော့ရတယ်ခဏအဖေကငါမိုက်ခွဲသွားစမ်းမယ်ငါညီကဒီအလုံးလေးပဲတင်းဆိုဒီဘက်လှဲ့လျှော့ဆိုဟိုဘက်ကိုလှဲ့မှတ်မိလားမှတ်မိပါတယ်ဗျဒီလောက်ကတော့အေးအေးဆက်စရာပေါက်ကြီးကတော့အိမ်မော်တက်သွားတယ်ဗျတိုးတက်သွားပြီမကြဘူးမိုက်စမ်းတဲ့တန်းကပေါ်လာတယ်ဟယ်လိုတက်စီဟယ်လိုတက်စီလို့ပဲဗျမိုက်စမ်းတာကလည်းကြောက်ပြင်ကြားကိုမကြဘူးဘူးသူကဆက်ော်တယ်ဗျ Hello taxi 123ညီလေးရေ ဒီဘက်ကိုနည်းနည်းလှည့်မယ်။ကြောက်ကိုဒီဘက်လှည့်မယ်ဆိုတော့ကြောက်လေးရောင်းပြီးလူကိုလှည့်လိုက်မြည်။ကြီးလေးလှည့်လေ။ဟာလှည့်ထားတာပဲဗျ။ကြီးလေးကလှည့်ရတာပြောတာအတန်းကအရင်တိုင်းပဲ။ဘာတော့အတန်းချိန်ခိုင်းတာလား။အေးလေကွာ။ခမရကလေတင်းဆိုတင်းလျှော့ဆိုလျှော့လေဗျာဒီဘက်လှည့်လို့ပဲ။အေးပါငါမင်းကိုမသိမှဆိုးလို့ဟဲ့။တော်တော်အထင်သေးရဲ့ဆက်စရာပဲဗျာ။အဲ့လိုနဲ့ကြောက်တော့မိုက်တန်ကြီးကပြီးပြီဆိုပါတော့အတန်ညှိပြီးသွားတော့ကျုပ်လည်းအိမ်ဘောကိုတက်လိုက်တယ် ကိုရင်တပားကတော့မိုက်ခွက်တွေနားမှာစိတ်လုံရှားနေရဲ့ဗျခဏနေရောဦးတယောင်ကကိုရင်လေးတွေကိုပရိတ်ရွတ်ပေးဖို့ရှောက်တော့ကိုရင်တပားကအရင်နမောတတနဲ့ဖွင့်ပြီးစရွတ်တော့တယ်ကိုရင်တန်ကကောင်းနေဗျငယ်တန်ပါနေတာကလွဲပြီးဖုံစီတပားရွတ်တယ်လို့ပဲဆက်စီယာကလက်စွမ်းနေပြတာဗျလော်တော့လုံးကထွက်တဲ့အတန်က အတော့ကိုကျဲလောင်နေရပဲဘလောက်ကျဲလဲဆိုအိတ်တန်းဝင်နေတဲ့ငှက်တွေထပြန်ပါတယ်ဆို ကိုရင်လေးတွေပဋ္ဌာန်းယူနေတာကိုဦးတယောင်ကပြုံးပြုံးကြီးနဲ့ကြည့်ပြီးသဘောတွေကြနေရဗျပြီးတော့ရွာဘက်ကိုလည်းလှန်လှန်ကြည့်နေသေးရဲ့ကြောက်ထင်ပါတယ်ဒီလူကြီးကရွာပြင်မှာတာနေရရွာသားတွေကိုတော့အတော်ကယူဆိုင်တယ်လို့ပေါ့ကြည့်နေဗျလော်တော့လုံးကိုရွာဘက်မျက်နှာမူထားလားရွာထဲကမှလည်းမကန်းဆိုတော့ကျုပ်တို့ရွတ်တဲ့အတန်းကရွာထဲမှာဟင်းနေမှာပဲနတ်လူတာတို့ခေါနိုင်တာပေါ့အဲ့လိုနေကိုရင်နှစ်ပါးတပါးကိုတနားစီရွတ်ကြပြီကျုပ်အထင်ညာကိုနိုင်လာအချိန်မှထင်းနေ ရွာဘက်ကနေဓမီတဝုန်ဝင်တဲ့လူတွေလာနေကြတယ်။ကျုပ်ထင်ပါတယ်။ကိုရင်လေးရဲ့အတန်ကို ကြည်ညိုလို့ရွာထဲကလူတွေလာကြနေမှာပေါ့။ကျုပ်လည်းပရင်းဘောက်ကနေလှမ်းကြည့်ပြီးတော့ပထမ်းရွပီးနားနေရဲ့ကိုရင်လေးနားကိုသွားပြီးနာနာကက်ချလိုက်တယ်။ကိုရင်လေးတပည့်တော်တို့ကိုရွာထဲကလူတွေကတော့လှုပ်ဖို့တက်ဖို့လာပြီတဲ့နဲ့ဘာဖြစ်လို့လဲစနေ။ဟိုမှာဓမီရဲ့တဝင်းဝင်းနဲ့တပည့်ကိုလာနေရဲ့ဗျာ။အင်းအဆက်တဲ့ပစ္စည်းပဲအလူခံမေး။ တော့ကြဖုန်းကြီးကအပြစ်တင်နေလိမ့်မယ်။တင်းပါဗျာတပည့်တော်သိပါရယ်ဗျာ။ကိုရင်တို့ညွတ်နေတပည့်တော်ဦးတရံကိုတော့ပြောလိုက်အောင်မယ်။ကျုပ်လည်းအိမ်ရောက်ကဆက်စီရာကိုရင်ွေးကြံခတ်ပေးနေတဲ့ဦးတရံစီအကျိုးကြောင့်တော့ပြောရပါဗျာ။ဦးလေးရွာဘက်ကနေလူတွေလာနေရဲ့ဓာမီရတဝင်းဝင်းနဲ့ဟုတ်လားဦးလေးသွားကြည့်အောင်မယ်။ငါတို့နဲ့ဆက်စီရာအိမ်မော်တက်နေကြပါလား။ဘာဖြစ်လို့တော့ဦးလေးဘာမှဖြစ်ပါကွယ်။သွားသွားအိမ်မော်တက်နေကြ။ ဦးတယောက်ကကျုံနဲ့ဆက်စရာကိုအိမ်မော်တက်ခိုင်းနေပြ။တို့တို့လေထွေထွေတူတူမစင်းစားတော့ပဲအိမ်မော်ကိုပြန်တက်လိုက်တယ်။ကိုရင်လေးနှစ်ပါးကလည်းပထန်းရိုးလိုအရှင်ကောင်းနေစေပေါ့။ကျုံနဲ့ဆက်စရာကဗရင်းပေါက်ကနေရွာလာတဲ့လူတွေကိုကြည့်နေတာပေါ့။မကြောက်ဘူးဗျာ။အိမ်ကိုဓမင်းနဲ့ဝိုင်းထိုးပြီးဒေါသတဲ့ကြီးနဲ့အော်ဟစ်ကြပါလေရော။ဟိတ်ကောင်တင်အောင်မင်းငါတို့ရွာကိုနှောက်ရှက်ပြန်ပြီလား။ဟိတ်ကောင်တင်အောင်ထွက်ခဲ့စမ်း။အော်တန်ကတော်တော်ကျဲတော့အိမ်ဘောကတို့တို့အကုန်ကြရတယ်။ ကျုပ်ဆိုလန်သွားတာပဲဗျစက်တစရီများပထမ်းရွတ်တံကိုနားမခံနိုင်လို့လာနောက်ရက်တွေတောင်းထင်းလိုက်တာအဲ့ဒါကြောင့်ကိုရင်လေးတွေအနာသွားပြီးရွတ်တာရက်ဖို့ရှောက်လိုက်ရတယ်ကိုရင်တို့ခဏရထားပါအောင်အိမ်ဝိုင်းနဲ့ဘာတွေရောက်လာမယ်မသိဘူးကျုပ်အဲ့လိုပြောတော့ကိုရင်လေးတွေနည်းနည်းလန့်သွားတယ်ဗျကျုပ်လည်းသူတို့ကိုဒီတိုင်းလေးပဲထိုင်နေဖို့ပြောပြီးပရင်းပေါက်ကနေပြန်ချောင်းကြည့်လိုက်တယ်ဆက်စရာလေးငင်းနေရပါတော့မကြပါဘူးဗျအိမ်ထဲကနေဦးတယောင်ကြီးက ပစိုးတတော်ဝင်နှက်ကြီးအောင်ဓာကြီးကံပြီးထွက်ချလာတာကျုပ်ဖြင့်ဘာတွေဖြစ်ကုန်လဲဆိုတာကိုနားကိုမလဲတော့ဘူးရွာသားတွေကခြံစည်းရုပ်ကိုခြေထောက်နဲ့ကန့်ခွင့်နေရေးပြဦးတယောင်ကဓာကြီးဝင်ပြီးဘယ်ကောင်ကအိမ်ထဲဝင်ရလဲဝင်ရတဲ့ကအကုန်ပတ်ပြစ်မှာတင်အောင်ကမင်းတို့ကိုကယူမဆိုင်လို့ဒီမှာတောက်ထဲနေတာဟေ့ရွာသားတွေစိတ်လက်မပါမလောက်ကြနဲ့ငါတို့ရှင်မေရွာသားတွေတဲကအသက်ခက်ကြီးကြီးလူကြီးတွေကဒေါသထဏီရဲ့လူအုပ်ကြီးကိုထဲလိုက်တယ်ဗျာ သူတို့လက်ထဲမှာလေဒုတ်တွေဓာတ်တွေနဲ့လေဗျာတော်သေးရေလူငယ်လူရယ်တွေက လူကြီးတွေစကားနားထောင်လို့ပေါ့ပြီးတော့ရွာထဲကလူကြီးကြောက်ကဦးတယောင်ကိုလေတန်အေးနဲ့ပြောလာတယ်ဗျာတယောင်မင်းငါတော့ကိုရွှေ့ပြီပဋ္ဌာန်းရတာငါသိရေဒါပေမဲ့ရွာထဲမှာလေတယောက်ပဲရှိနေရလေကွာအဲ့ဒါငါနဲ့ပါဆိုင်တော့ဒီကရွတ်တဲ့အတန်ကတို့တရားဝင်ကိုဖုံးနေရယ်အတန်လေးရှော့ပေးပါလားကွာနှစ်ယောက်လုံးအလုပ်ဖြောင်ပေါ့ငါကကောင်းတာလုပ်တာလေဘယ်သူမှဂယုမဆိုင်ဘူး တင်းအောင်မင်းအဲ့လာမကက်နဲ့ကွာမင်းအခုလိုဆက်လုပ်နေရင်ပြဿနာတွေတက်ကုန်နေမယ်ဘသူမှကြိုးမဆိုင်ဘူးကွာရှုပ်ပါလေလူကြီးရာအိမ်ကိုမီးနဲ့ရှို့ပြာရိုက်တက်ပြစ်ဂျင်နေရီကမကောင်းတော့ဘူးထိုးတစ်ပြက်ဓာတ်တစ်ပြက်တွေဖြစ်ကုန်ပြီကျုပ်သဘောပေါက်လိုက်ပြီရွာထဲမှာတရားဝယ်ရှိလို့ကျုပ်တို့ကိုခေါ်ပြီးပဋ္ဌာန်းရုပ်ခိုင်းပြီးအရွယ်တိုက်တာပဲကျုပ်တိတယ်လို့ဆက်ဆရာပေါက်သေးတယ်တိတော့ပုံပေါ်တယ်အကျိုးနဲ့ပြီကွာဆက်ဖွင့်ရရင်ပြီးရောက်လိုက်လား လက်ဝယ်ဝန်ပြောနေဆက်ပါပြသွားရမယ်ထင်နေခွေးရဲမှာပဲငှညီငါ့ကိုကူညီပါအောင်ဆက်တွေတင်ပြီးအိမ်မြင်ထုတ်ရအောင်လို့ကျောင်းလဲဆက်စရာကိုတနာရနေကိုရင်လေးတွေကိုခေါ်ပြီးအိမ်ရောက်ဆင်းလာလိုက်တယ်ဆက်စရာကတော့မိုက်တွေကိုလုံးထွေးပြီးတင်နေတာအကောင်လုံးတင်ပြီးအိမ်မြင်ကိုထွက်တော့ဦးတီအောင်ကကျောင်းနဲ့ဆက်စရာကိုကြည့်ပြီးငါတို့ဘာလို့ဆင်းလာတာလဲရွတ်စရာရွတ်မရွတ်ရတော့ဘူးလေဆက်စရာလဲဆက်တွေတင်လိုက်ပြီးမင်းတို့ဟဲ့ဟဲ့လူတွေ န်လေးဖက်ပြီးရောကျုပ်ရှိကနေရွာသားတွေကြားထဲပြေးဝင်လိုက်တယ်။ရွာသားတွေကလည်းကိုရင်လေးညီမကိုမြင်တဲ့ကသူရဲ့သဘောပေါက်မှာပါ။ကျုပ်တို့ကိုရှက်မရှာဘူး။ကျုပ်နဲ့ကိုရင်လေးပြီးရွာသားတွေကြားထဲရောက်တော့ဆက်စရာက သူ့ဆက်တွေထဲထားတဲ့တစ်တာစီနာရက်ပြီးကျုပ်ကိုစကားလှမ်းပြောနေရဲ။ညီလေးလာလာပြီးတော့တက်ကူပေးအောင်လေ။မလာရတော့ဗျာခမဆက်တွေထားခဲ့။ကျုပ်တို့တတွေအဲ့လိုဘယုတ်ဒုက္ခဖြစ်နေရလို့ထင်နေ။ဦးတယောက်ကကျုပ်ကိုကြည့်ပြီး မင်းတို့တွေမလုပ်ချင်တော့အတင်းမခိုင်းပါဘူး။သူ့ပစ္စည်းတွေတဲ့ကိုလိုက်ပါ။ငါမင်းတို့ကဘာမှမလုပ်ပါဘူး။ဟုတ်ဟုတ်ကဲ့။ဥဒီအောင်ခွင့်ပြုမှာပဲ။ကျုံလေဆက်ဆရာကိုပေါ့ကြီးရဲ့ဆက်တွေလော်ရီကိုဖြုတ်တနာဖြုတ်တဲ့တနာတဲပြီးပြီးတော့ရွာသားတွေနဲ့ရွာတဲ့ကိုလိုက်လာခဲ့။တော်သေးရပါဘော။ကျုံတို့ចောင်းကိုသိရဲ့လူကြီးတယောက်ပါနေတော့။ဒါတပိဇော်တိကောင်ကကိုရင်တွေမဟုတ်လား။ဟုတ်ပါရဲ့တကားကြီး။တော်သေးရပါဘော်ဗျာ။တယောက်ကလူမိုက်တက်ပါဗျာ။ရွာသားတွေကိုအမြဲကန့်လန့်တိုက်နေတဲ့လူပါ။ ဒီနေ့ရွာထဲကစူပါအလူအောင်ပွဲတရားလုပ်နေတာကိုရင်လေးတို့အတန်တွေးကြီးပဲကြားနေရတာဆက်ကလည်းကောင်းလိုက်တာတင်အောင်ဒီလောက်ကောင်းတဲ့ဆက်ကိုဘယ်ရမြသွားငါလည်းမသိဘူးရွာထဲကလူကြီးကအဲ့လိုပြောတော့ဆက်စရာကိုပေါ့ကြီးကဒုက္ခရောက်နေတာကိုတော့ပြုံးဖြည်းဖြည်းကြည့်ပြောကိုရင်လေးနှစ်ပါးကတော့ကျုပ်ကို မကြည်မနဲ့ကြည့်နေရပေါ့ဗျာကျုပ်တွေးလိုက်မိရင်တော်ပြီဒီတကပထမဘွဲလာပင်တို့ကတော့ဖုန်းကြီးမပိုင်မလိုက်တော့ဘူးလို့ပေါ့ဗျာတော်သေးရပါဘူးလူမိုက်ကကျုပ်တို့ကိုရှမ်းမရှာလို့လို့တွေးပြီး ြင်မနာရွာကိုရွာသားတွေနဲ့အတူလမ်းလျှောက်နေရပေါ့ဗျာပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တယ်မောင်စနေနဲ့ပထန်ဝဲဆွဲစလန်လေးကိုဒီလောက်နဲ့သာအဆုံးသတ်လိုက်ရပါတယ်မကြမီ မောင်စနေနဲ့စာရေးတံမဲပွဲအမိရတဲ့စလန်လေးကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ပါတယ်ရှင်